ဒီနေ့ထိတိုင်အပြေရှာမတွေ့ခဲ့သလိုမယုံကြည်နိုင်စရာအဖြစ်အပျက်တွေနဲ့ပြင်းထန်နေတဲ့အန်ဂျီကူနီအနာကရွာတရွာမင်္ဂလာပါရှင် knowledge ညီမကနေပြီးတော့ကြိုဆိုလိုက်ပါရင် ကမ္ဘာပေါ်မှာထူးဆန်းအဟောပွဲကိစ္စရပ်တွေဆိုတာအမြဲလူလူဖြစ်ပေါ်နေရပါတယ်ဒါပေမဲ့တချို့ကလည်းသိပ္ပံပညာရပ်တွေနဲ့စစ်ဆေးကြည့်တဲ့အခါပြေရှင်းနိုင်သွားရည်လည်းရှိသလိုတချို့ပြည့်ရပ်တွေကလည်းဘလို့မှအပြေရှာများတွေရှိနေတာပါ ဥပမာပြောရရင် လူသီများတဲ့ဘာမြူရာတိကန်ဒေတာကထူးဆန်းတဲ့ပျောက်ဆုံးမှုတွေလို့အပြည့်တိတိကျကျမရှာဖွေနိုင်တဲ့နေရာတွေကလည်းရှိနေပါတယ်။ဒီလိုဖြစ်ရတွေ့ရမှာကနေဒါနိုင်ငံအန်တီကူနီရှေကန်အနီနာကရွာတရွာအကြောင်းကလည်းပါဝင်နေခဲ့ပါတယ်။အရင်းရွာကြီးကရွာလုံးကျုပ်အကြောင်းရင်းမရှိပျောက်ဆုံးသွားတာဖြစ်ပြီးဒါရီယာလုံခဲ့တဲ့1930ခုနှစ်ဝင်းကျင်ကဖြစ်ပွားခဲ့ပေမဲ့အခုထပ်တည်လည်းအပြေရှာလို့မရသေးပါဘူး။ အန်တီကူနီရေကန်ကြီးဟာကနေဒါနိုင်ငံနန်နာဘို့ပြည်နယ်မှာတည်ရှိရာဖြစ်ပြီးတော့အေဂျန်လာပါတဲ့နေရာတစ်ခုပါမြစ်တွေတုံးတွေနဲ့ဝင်ရနေပြီးတဘာဝအလှတရားတွေနဲ့ပြည်စုံနေတဲ့နေရာတစ်ခုဖြစ်ပေမဲ့အခုချိန်မှာတော့အန်တီကူနီရေကန်ကြီးဟာအထူးကြံစည်နေပြီးလူသူအယောက်ပေါင်နေတဲ့နေရာဖြစ်သွားခဲ့ရပါတယ်ဒါမဲ့တချင်ရတော့အန်ဂျီကူနီရေကန်အနီနာမှာအင်နီဝစ်လူမျိုးတွေနေထိုင်ခဲ့တဲ့ရွာလေးတရွာရှိခဲ့တာပါ ်အင်းနီဝဲလူမျိုးတွေကအန်ဂျီကူနီရေကန်မှီပြီးတော့ငါးဖန်းနာတွေရောင်းဝယ်ဖောက်ကားနာတွေနဲ့ရေလန်းချောင်းသုံးနာတွေလှုပ်ဆောင်ခဲ့ကြတာပါဒါပေမဲ့သူတို့တွေတည်ရှိခဲ့တယ်ဆိုတာအခုကမှတနိုင်ဆန်ဆန်ပုံမြင်လိုလိုသာဖြစ်သွားခဲ့ရပါတယ် အင်းဦးဝရလူတွေပျောက်ခြင်းမလားပျောက်ဆုံးသွားခဲ့တာကိုစတင်သိရှိခဲ့တဲ့သူကတော့မုံဆူကြီးဂျိုးလက်ပဲဆိုတဲ့သူဖြစ်ပါတယ်။သူကအန်ချီကူနီရှေကန်အနီမှာအင်းဦးဝလူမျိုးတွေနေထိုင်နေဆိုတာအရင်ကတည်းကသိရှိခဲ့တာကြောင့်1930ခုနှစ်နိုဝင်ဘာလမှာ ခီးသွားရေးတဲခုဖို့အတွက်အင်းဦးဝရွာကိုရောက်လာခဲ့တာပါ။ဒါပေမဲ့မိုးဆွေကျိုးရောက်လာချိန်မှာလူသူလေးပါးမရှိတော့ဘဲနဲ့ရွာလုံးကျပျောက်ဆုံးသွားတာကိုသာတွေ့ခဲ့ရပါတယ်။ ရွာထဲမှာလူနေထိုင်ခဲ့တယ်ဆိုတဲ့အထောက်အထားတွေကိုတော့မုံဆိုးကြီးတို့ကနေအိမ်တွေချက်ပြုတ်စားတောက်ထားတဲ့အစားအစာတွေနဲ့လူတွေအသုံးပြုထားတဲ့အသုံးဆောင်ပစ္စည်းတွေကိုကြည့်ပြီးတော့သိရှိခဲ့ရပါတယ်။လူတွေကိုတော့အရေးရောက်အောင်မတွေ့ရတော့ဘဲခွေးလေးတွေကိုသာအစာရေစာငတ်ပြတ်ပြီးတော့တည်ဆုံနေတာကိုတွေ့ခဲ့ရတာပါ။ဒါကြောင့်မလို့မုံဆိုးကြီးတို့ကဒီအဖြစ်ပြက်တွေကိုသက်ဆိုင်ရာကိုအကြောင်းကြားဖို့မိုင်းအနှဲငယ်အကွာမှာရှိတဲ့ဂျီနန်ယုံကိုဆက်ပြီးတော့သွားခဲ့ပါတယ် ဂျင်းနယုံအနေတဆင်မူဆိုးကျိုးကမောင်တက်ပိုလစ် RCMPC ကိုပြောပြခဲ့တာပါမူဆိုးကျိုးရဲ့ပြောပြချက်အရ RCMP ရဲ့စုံစမ်းစစ်ဆေးခဲ့ပေမဲ့တိကျတဲ့အဖြေတော့ထွက်လာတာမျိုးမရှိပါဘူးပြောက်ွက်ရတဲ့အကြောင်းက NG ကူနီရေကန်ကြီးနဲ့ပတ်သက်ဆက်ရွယ်မှုရှိလောက်တယ်လို့သာ ကောက်ချက်ချခဲ့ကြပြီးတော့ဆက်လက်ရှာဖွေကြတဲ့အခါခွေးရီရဲ့တောင်တင်းနေတဲ့အလောင်းတွေနဲ့တင်းကြိုင်တဲ့အလောင်းတွေပျောက်ဆုံးနေတာကိုလည်းတွေ့ခဲ့ကြရတယ်လို့သိရပါဗျ။ ဒီရွာလေးရဲ့ပြောင်းဆိုမှုဟာမိုးဆိုးကျိုးမလာခင် ရှစ်ပတ်အလုံးလောက်တည်းကဖြစ်ပွားခဲ့တာလို့လည်းကောက်ချက်ချခင်းကြပြီးတော့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်တာကြောင့်သဘာဝလိုမဲလားနာနာဘဝတွေနဲ့ဆက်ဆက်မှုရှိနေမလားစသဖြင့်အလုံးကတီးကျင်ခဲ့ကြပါဗျ။ ဒါပေမဲ့ဒီပြင်းပေါ်မှာအချိန်ကြာတဲ့အထိအပြည့်မထုတ်နိုင်ခဲ့တဲ့အတွက်တကယ်ဟုတ်မဟုတ်ရုံမားတန်တရားတွေလည်းရှိလာကြပြီးတော့ ASEAN ပြည်အနေနဲ့လည်းသူတို့ကိုစုံစမ်းစစ်ဆေးခံတာတွေသာရှိပေမဲ့တကားမှမစစ်ဆေးဘူးတဲ့ဖြစ်ရဖြစ်ပြောလာခဲ့ကြပါတယ်။ ဒါကြောင့်မလို့ဒီ NGO ကိုနေရှိကအနာကဒူးဆန်းတဲ့ဖြစ်ရကြီးကဇလန်းပုံမြင်ဆန်းဆန်းဖန်ပြီးထားတာဖြစ်နိုင်ပြီး Front Award ကသူ့ရဲ့1959ခုနှစ်ကစအောင် Stranger Than Science အတွက်ဖန်ပြီးထားတယ်လို့သာ user lottery လည်းရှိလာခဲ့တာဖြစ်ပါတယ်